မောယူခဲ့ကြရူပတ္တိတွေတော့ဉာဏ်နေယူခဲ့ကြဒီလိုရူပတ္တိကိုວ່າတော့နေပြရတော့မပြောတော့ဘူးเนาะကိုယ့်ကကိုယ်ပဲနေပြတိုက်ခါကြရူပတ္တိနေပြတိုက်ခဲဒီလိုတော့ဒီကနေပြီးတော့အဲ့ဒီရူပတ္တိကိုတနည်းတနည်းနည်းနည်းလေးဟိုလောက်ရဲ့အဓိပ္ပာယ်ကိုပြောရင်ရုပ်တွက်ပြီးရင်နဲ့ရူပတ္တိကိုနည်းနည်းလေးအဓိပ္ပာယ်ပြောပြောသွားမယ်ပြောတဲ့ပြောတဲ့ကြားလေးတွေပေါ့မှတ်တဲ့မှတ်တဲ့ကြားလေးတွေအဲ့ကျင်တဲ့ခုနက နေပြည်ပိုင်းဆိုင်ရာကတော့ကိုယ့်ကိုယ်ပဲလုပ်ခဲ့ကြဒီလိုကကိုယ်နေပြည်ပိုင်းကုံသွားပြီးမှဆိုရင်တော့အချိန်ကျမှာမဟုတ်ဘူးပြီးတော့သွားမှကြလေရှင်များတို့ဒီမှာတန်းလေးတွေပါလိလဲညီအောင်ထိုင်ရပေါ့အဲခုနကမရောက်ခြင်းဦးမဲ့အရှိမထိုင်ရအောင်ရှိရလို့ဘာလို့မှကြာလားဟာအခုတော့နောက်ကြီးပဲရှိရတပားထိုင်ယူအဲ့ရနောက်ကတန်းပြီးတော့ရှိလိုက်ပြိုးကြီးလုံးကြတာနောက်ကရှိမတူတော့အဲဒုတိယဆင့်ရောက်ပြီဒါဒီပြိုးတော့တိတ်ပြိုးတယ်မလို့ပထမဆင့်ရတယ်တပိတို့သွန်နေခဲ့တာပဲ သမဇင်းတယ်ဘယ်လိုနေရမလဲဆိုရှင်များတော့ပထမဇင်းကိုကြော်လွန်ခဲ့ပြီဒုတိယဇင်းရောက်လာပြီအတမ်းမြင့်ပြီအတမ်းမြင့်အသိရပါအောင်ဆိုရင်ပုံမြင့်ရမှာမဟုတ်ဘူးရေကိုကဒီလိုကလေးတွေကလည်းကြည်လိုက်ပြီဆိုရင်မူလာရန်ဆောင်ဝဲဆောင်ဝဲမတိုင်ခင်15မိနစ်လောက်လေးကြူသွားတယ်ကလေးတွေကအဲရှိဘက်ရောက်လာပြီဆိုရင်10မိနစ်လောက်မှကြူသွားနောက်ပိုင်းဆိုရင်5မိနစ်လောက်ကြူပါပထမဇင်းတော့ဆိုရင်တိုင်မှာဒဲထိုးမှလားအဲ နောက်ထပ်ဖီးနဲ့ဒုတိယသင်တတိယရောက်ပြီဆိုရင်ထိုးပြီးလို့9မိနစ်10မိနစ်ရောက်လာအတန်းကြီးလေပါအောင်ဆိုရင်ဝီရိယပေါ့လေပဲအဲ့လိုတော့မဖြစ်စေနဲ့ကိုယ်ကအတန်းကြီးလေပါလို့ပါအောင်ဆိုလို့ရှိရင်ဝီရိယပို့ပြီးတော့ထားရမှာအရှင်များတို့ကတစ်ဆင့်တစ်ဆင့်ကပထမဆင့်နဲ့ဒုတိယဆင့်ကပို့ပြီးတော့ပါအောင်ဆိုရင်အတိရလည်းပဲပို့ပြီးတော့များရမယ်စာလည်းပဲနှစ်ဆပူတာသွားတယ်ဟိုပထမဆင့်ကစာအုပ်တော့ဆိုလို့ရှိရင်ဒုတိယဆင့်ကစာအုပ်နှစ်အုပ်လောက်ဖြစ်လာတယ်အဲ့ကြအကုန်လုံးကကွာသွားပြီ အဲပထမဆင့်ဝီရိယမျိုးနဲ့ဒုတိယဆင့်မှာသွားပြီးတော့ gain လို့မရဘူးစားရလဲများရတယ်ပထမဆင့်ပုံစံလေးလိုလိုရချင်းကျွန်တော်တို့ပထမဆင့်လောက်ပဲရမှာဒုတိယဆင့်မှာမရဘူးကိုယ်ကပထမဆင့်မှာတုန်းကတဏှာကြီးကြက်ခင်ဒုတိယဆင့်မှာတဏှာကြီးကြည့်နိုင်ရမယ်နှစ်နာရီကြည့်နိုင်ရမယ်ဒုတိယဆင့်မှာတုန်းကပထမဆင့်မှာတုန်းကကိုယ်ကနှစ်နာရီကြည့်ခဲ့လို့ရှိရင်ဒုတိယဆင့်မှာလေးနာရီလောက်ကြည့်နိုင်ရမယ်ဝီရိယတက်ကအဲ့လောက်ဒီမြင့်ရမှာကြိုးစားမှုလည်းရှိရမှာဒါမှရှင်များတို့လိုချင်တဲ့ကိုကြီးကတော့သူငါလုံးနေကြတာအတမ်းတူကြအောင်ရလုံးနေကြတာပဲ။ တံတူကျော်အောင်ရင်လို့ရှိရင်တံတူကျော်အောင်နိုင်တဲ့ဝီရိယတက်ကိုထားရမှာပဲအဲအဲ့ဒါမှမဟုတ်ဘယ်နဲ့ဟိုဘုံတော်တမငါရှင်ကလေးနဲ့လို့လို့ရှိရင်တော့တမငါရှင်ကပဲရှိမှာဟိုလိုကြီးတော့ဖြစ်လာမှာမဟုတ်ဘူးတံတူကျော်ဆိုတာကနာမည်ဦးကဘောင်းဆိုရင်တံမနီကျော်ကျော်ချင်လို့လို့လို့ဟမ်မလားသူများတဲ့ကိုကျော်ချင်အောင်လို့လို့ချင်သူများတဲ့ကျော်အောင်လို့ရမှာပဲသူများတဲ့ထူးချင်ရင်လည်းပဲသူများတဲ့ထူးအောင်လို့ရမှာเนี่ยသူများတဲ့ကိုကထူးချင်ပါတယ်ထူးအောင်လို့လည်းသူများတဲ့တူအောင်လေးလို့ရင်ဘာလို့ဆိုရင် သူများနဲ့ဒန်းတူရောမှာပဲဖြစ်မှာဗျ။အဲ့ဒါဒီလိုကနေဒီစာဝါလေးစတာဆိုတော့စာတိုင်းမပြောသေးပါဘူး။ဒီလိုပရိသတ်ကဘယ်လောက်ရှိသလဲဘယ်လိုပြောရမလဲ။ဒါတော့လေးနည်းနည်းပြောရင်းနဲ့နည်းလောက်ပဲစတာမယ်။ကြာနောက်နေ့ကျတော့9မိနစ်လောက်ကြူလာခဲ့။ရူပသိတိလေးနေပြလေးနည်းနည်းလေးတိုက်ခဲ့ကြ။အဲ့ကြဒီလိုဒီနေ့သမတ်နည်းနည်းလေးအစာလေးစပြောကြည့်မယ်။ပါဠိလိုမလုံးဆိုရင် တမာပရှင်ကတော့ပြောတော့ပါဇက်လေးကပြောဟလားအရှင်မရတော့ပါဇက်ကဒုံဒီဘောဆိုယူလို့ရှေ့ကပြောရလို့အောင်ဆိုရင်ရတာမရှိဘူးပြောတာရှိရင်ပြောမေးတာရှိရင်မေးရရင်မရှိဘူးအော်ရှင်မရတော့ကွာတပြီးတော့မေးတာပြန်ပြောဘူးအဲ့ရှေ့ကပြောပါဖြစ်လို့ဆိုရင်အယူဖြစ်တယ်နော်အဲ့ကြောင့်ရှင်မရတော့ဒီကမေးရင်ဖြေပါသူတို့ကပထမဆုံးဒီကိုချနေတယ်ပထမဆုံးကလေးတွေပြောဆိုရစတဲ့တယ်ကိုပြောတာအာသူကတရားပြတော့အိုးဟောနေနေရပဲအဲပြောတာလည်းကောင်းတယ် ကကဒါမျိုးပြောလိုက်ပြီးတော့နောက်ကမလိုက်တဲ့ခါကျရှေ့ရနေပြီးတော့ဘာလို့တစ်ဖက်လေးယုံနေရလားဒီလိုဥမာဆိုရင်ဥမာရှင်းပြောရင်တော့နွားလဲကတ်တယ်နော်ဟုတ်လားတိုင်နွားတယ်မလှည့်နွားလို့ရှိရမလားတိုင်ကနွားယုံနေပဲလှည့်နွားမလားလို့ရှိရင်အဲ့ဒီလေးရှေ့ရောက်ပါမလားမရောက်ဘူးအတိုင်နဲ့လှည့်တယ်ဘောင်းလို့ရှိရင်ညီရမှာအဲ့ကျတော့ရှင်ပြားတို့ကတပီတို့ကလှည့်သွားရင်ရှင်ပြားတို့ဘောင်းဆိုရင်တိုင်ကနေပြီးလိုက်တယ်လိုက်ဟုတ်လားမဟုတ်လားအဲ့ဒီလိုတော့ဥမာနဲ့ပြောတာမဟုတ်အဲ့ကျတော့ပြောရရှင်ပြီးတော့ တချို့ဟာလေးတွေတပြီးတော့ပထမဆုံးပါစီပုံကိုတချို့တူဦးရတယ်အဲ့ကြတော့တခါတည်းဒါတပြီးတော့မေးရင်ဖြေတာဖြေအဲ့ကြတော့ဒီလိုသွားမှာပါလို့ဆိုရင်သမာသသမာသကိုတပြီးတော့မြန်မာတက်နေပြောတဲ့ခါကျတော့ဆိုရင်သမတ်အဲသူ့ဓာတ်ပစ္စည်းပြောလို့ရှိရင်သမာသကဗံပုဗ္ဗာအတုဒ္ဒနာပစ္စည်းအဲအဲ့ဒီမှာတပြီးတော့တန်ဒီ သင်္ခေပဆိုတဲ့နဲ့ကိုထွက်လိုက်မယ်။ဟောအတုတက်ကသင်္ခေပဆိုတဲ့နဲ့ကိုထွက်မှာပါတယ်မဟုတ်လား။သင်္ခေပတန်းတော့ဥဒ္ဒါပါပဲ။တန်းတော့ဟောပြုလား။အတုတက်ဒီသင်္ခေပနောက်ကဒီလိုနာလူပန်ရှိမလား။နာလူပန်ရှိရရှိအောင်ပါလို့မဟုတ်လို့ရှိရင်အောက်ရီယူမှာပေါ့။အာရိကယူမှာဟုတ်လား။အောက်ရီယူမှာမဟုတ်ပါဘူး။တန်းနေကိပါလို့ရှိရင်မာပြူတောက်နောက်သမာတပြီးတော့မလား။အဲဒီကသမာတဆိုတာကအကျဉ်းချုပ်ပြမဲ့ဝါရပဲ။ အကျဉ်းလန်းစဉ်ပေါ့ဗျာအကျဉ်းလန်းစဉ်နဲ့ပေါင်းဆိုရင်အကျဉ်းလန်းစဉ်အကျရလို့ရှေ့မှာတွေ့ခဲ့တဲ့နန်းမိခင်မလားအရှင်မတို့ဂိတ်တွေလည်းတစ်ခါတွေ့ပြီးတက်ပြီးမလားဦးနှက်တွေပါတက်ပြီးသားကြီးကရကတ်တွေဟုတ်တယ်မလားအဲ့ဒီနန်းတွေပါလေဆိုတာကပေါင်းဆိုရင်အကျဉ်းလန်းစဉ်ဘာလန်းစဉ်တို့အကျဉ်းလန်းစဉ်ခုလာမယ်ရှင်မတို့ခုတက်မယ်တမတ်ကပေါင်းဆိုလို့ရှိရင်အကျဉ်းလန်းစဉ်အတူလန်းစဉ်အဲဘလို့အကျဉ်းလန်းစဉ်လဲဘလို့အတူလန်းစဉ်လဲ နကူကကျင်နေတဲ့ဟာပေါင်းဆိုရင်ကျင်းအောင်လုပ်ပေးပါပဲအဲကျင်နေတဲ့သကလုံးလေးဝါကြရီဂါရီကိုကျင်းသွားအောင်ကျုံသွားအောင်ခြုံပေးမယ်အဲရှင်နေတဲ့ဟာပေါင်းဆိုရင်တူတော့အောင်လုပ်ပေးမယ်ကျင်နေတဲ့ဟာပေါင်းဆိုရင်ကျင်းသွားအောင်လုပ်ပေးမယ်ဒါဟုတ်တမတ်ပဲခွာပဲအဲတမတ်တမတ်ဆိုတော့ထုတယ်လေဟုတ်လားဆိုရင်မဟုတ်ဘူးကျားတို့ငယ်လေးတွေတွေ့ပြီးသားပဲဒါလို့ဆိုရင်ငကူတော်ကထိုးကြမအောင် အဲဒီဆောင်ဟုတ်တယ်ပဲပါဠိခါရဲမှာသူပြောရဘူးမလားတမတ်တမတ်ဆိုတာထုလို့လည်းမဟုတ်ဘူးငကူကဘောင်းဆိုလို့ရှိရင်ကျင်နေတဲ့ဟာတွေကိုကျင်းအောင်လုပ်ပေးမှာအဲခုလာမှာဒီလိုလိုအဲငကူကထားပါတော့ဗျာတတ္ထာတစ်ခုကကျင်နေလို့ရှိရင်အဲကျင်နေတဲ့တတ္ထာကို တူတော့အောင်လုပ်ပေးလိမ့်မယ်အဲကျင်နေတဲ့အနက်တွေစီနေတဲ့အနက်တွေကိုတူတော့အောင်လုပ်ပေးလိမ့်မယ်ဝိဘတ်နေတယ်ပဲနှစ်ခုသုံးခုရှိတဲ့ဝိဘတ်တွေကိုဝိဘတ်တစ်ခုတည်းပြအောင်လုပ်ပေးမယ် ở đâu bảo tôi chỉ tâm mà thì tôi bảo nó cũng là xin gì mà mía là nó bắt được mía là rinho bầu ê rinho bầu là cả hoa chả biết cái này bảo gì တူကောက်ရေးလိုက်တာနော်တက်တော့တာအောင်ဆိုရင်ရင်ညောပုတ်တော်ဘာသာပုတ်တော်ဒီရင်ညောပုတ်တော်ဒီပေါင်းဆိုရင်ဝါကြဘာသာပုတ်တော်ဒီသမတ်မှတ်ထားနော်အဲသမတ်နဲ့ဝါကြနဲ့ဘာထူးတို့ဒီလိုဝါကြကိုမပြဘဲနဲ့ဒီသမတ်ပုတ်ထဲအကျဉ်းလေးဆိုရင်လည်းပဲဒီလိုဆုလို့တဲ့အိဗယ်နားလည်နိုင်မလားဆိုလို့ရှိရင်နားမလည်နိုင်ဘူးဘာသာပုတ်တော်မင်းသား ရဟဗုဒ္ဓကဘယ်လိုရှိရဘာဘက်နေနဲ့ဖြစ်ခဲ့တယ်လဲဘာလို့ဆိုဒီအကျေုံမသိရတဲ့အတွက်ဝိညာဉ်ဆိုတယ်ဝိညာဉ်ဆိုတယ်ဆိုတာကအဲ့ဒီတူလာလေးကိုဗာပြန်လောက်အောင်ဆိုလို့ရှိရင်အကျေပြန်ချက်ရတာပဲသမတ်ပဲဖြစ်ဖြစ်တတိပဲဖြစ်ဖြစ်အဲငကိပဲဖြစ်ဖြစ်ဒီလိုဝိညာဉ်ဆိုတယ်ဝိညာဉ်ဆိုတယ်ဆိုတာခုနကတည်းကမပေါ်လွင်နေတဲ့ဟာတွေငုံရှုနေတဲ့ဟာတွေကိုပေါ်လွင်အောင်ပြန်ပြီးတော့ပြန်ဖော်တဲ့စကားပဲအဲဒီမှာကျတော့ဒီလိုရင်းညောပုံတော့ဟာဒီဝါကြခိုက်တယ်မလား အဲ့ဒီဝါကြခိုက်တတ်မှာဆိုလို့ရှိရင်ဇင်ညောမှာကတပုတ်ပုတ်တော့မှာကတပုတ်နှစ်ပုတ်မို့လားအဲ့ဒါဝါကြခိုက်တတ်မှာဆိုတော့ပုတ်နှစ်ပုတ်ဖြစ်နေတဲ့အတွက်ရာမကျဲဘူးလားဆိုလို့ရှိရင်ကျင်းနေတော့ကျင်းနေရဲ့လားတတ်ထာရာကျင်းလည်းပဲကျဲသွားတာပေါ့နှစ်ပုတ်ဖြစ်နေတယ်အဲနှစ်အဖြစ်ကြည့်တဲ့အခါကျရင်ညောဘုသူ့ရာတော့ဆိုရင်မင်းရက်ရတယ်နော်မင်းဆိုတဲ့ပုတ်ကူကြီးရတယ်ဟဲ့လားပုတ်တော့ဆိုတာကအောင်ဆိုရင် သာကအဲ့ဒီမင်းရပါအောင်ဆိုချင်ရင်တောင်းကိုရနေတဲ့အတွက်နဲ့ရခြင်းနဲ့ပဲကျေမနေဘူးလားဆိုရင်အဲကျေသွားတယ်အဲပြီးတော့တပြည့်တို့ဝိဘက်ကြည့်လိုက်ရင်ညောမှာပါဘူးပဲတော့သတိအေကုတာဝိဘက်နော်ပုံတော့မှာကသဘာအေကုတိဘက်အဲ့ကျတော့ဝိဘက်လည်းပဲနှလုံးဖြစ်မနေဘူးလားအေးအဲ့လိုတတ်တာအားဖြင့်လည်းကောင်းဘောင်းဆိုရင်အနားအားဖြင့်လည်းကောင်းဝိဘက်အားဖြင့်လည်းကောင်းကျေနေတဲ့ဟာတွေကိုတို့ကလောက်ပြရမအောင်ဆိုလို့ရှိရင်ကျင်းတော့အောင် ချုပ်ပြရမယ် ြည့်အောင်လုပ်ပြရမှာပဲအဲအဲ့ကြတော့ရင်ညောပုတ်တော်ဝိတုပိတခါရအောင်ဆိုရင်ဘာသာပုတ်တော်လို့ဒီတိုင်းဖြစ်သွားတာမလေဘာသာပုတ်တော်အဲ့တော့ဒီမှာရင်ညောပုတ်တော်မှာတော့ငါပုတ်နှစ်ပုတ်မလားရင်ညောကတပုတ်ပုတ်တော်ကတပုတ်နှစ်ပုတ်ဖြစ်နေတယ်အဲရာသာပုတ်တော်ဆိုတဲ့သမတ်ခိုက်ကြမှာကြတော့နှစ်ပုတ်သေးဖြစ်သွားလားတပုတ်သေးဖြစ်သွားလား တဘူရဖြစ်သွားတာမလားအဲတဘူရဖြစ်သွားတဲ့ကဲတတ္တအချင်းလည်းပဲကျင်းမသွားဘူးလားဆိုရင်အဲအဲ့လိုတတ္တကျင်းနေတဲ့တတ္တကိုကျင်းတော်လို့ပြီးတာကိုလည်းဘာလို့ဆိုရင်တမတ်ဟဲ့အနားအချင်းလည်းကြည့်လိုက်ဘယ်ညောတော့ကျွန်တော်ခုနပြောခဲ့တယ်လေဘာရအောင်ဆိုရင်မင်းတရပုတ်တော့ကြတော့နှစ်ယောက်ရမနေဘူးလားနှစ်ယောက်ရတယ်နော်ဒါကဘရင်ညောတာဘာလို့ဆိုရင်ဖြည့်ပြတဲ့မင်းပုတ်တော့ဆိုအဲ့မင်းရဲ့ဘောင်ဆိုရင်ဒါပုတ်ဖို့နှစ်ယောက်ကိုရနေတယ်အဲရာဇပုတ်တော့ဆိုတဲ့ခိုက်တန်းကြတော့ ဘယ်လိုရအောင်ဆိုရင်မင်းသားဆိုတဲ့ပုဂ္ဂိုလ်တယောက်တည်းလည်းရတော့တယ်အဲ့ကြတော့အ내ရရချင်းလည်းပဲကျင်းမသွားဘူးလားအဲကျင်းသွားပြီနော်အဲဝိဘတ်ပြန်ကြည့်လိုက်ရင်ညောမှာတော့မဟုတ်ဆိုရင်တတိအေကိုပါဝိဘတ်တဝိဘတ်ဆုံးတယ်ပုံတော့မှာကအဲပထမအေကိုတိဘတ်ဝိဘတ်နှစ်ခုရှိမလို့လားဆိုရင်အဲရှိနေတာဟောရာဇပုံတော်ဆိုဆက်လိုက်တဲ့ခါကျတော့ဘာဝိဘတ်တစ်ခုပဲရှိတော့ဆိုရင်အဲပထမအေကိုတိဘတ်တစ်ခုတည်းရှိသွားတဲ့ခါကျတော့ဒီလို ဝိပါအပြင်လည်းပဲကျင်းမသွားဘူးလားအဲအဲ့ကြတော့ဒီလိုဆရာတို့မှတ်ထားမှာကတတ္တအပြင်လည်းကောင်းအနက်အပြင်လည်းကောင်းဝိပါအပြင်လည်းကောင်းကျင်းနေတဲ့ဟာကိုပေါင်းဆိုရှင်ကျင်းသွားအောင်ရှင်နေတဲ့ဟာကိုပေါင်းဆိုရင်တို့သွားအောင်အဲခြုံမှုကျင်းအောင်ပြုမှုစက်ပေးမှုကိုပေါင်းဆိုရင်သမန်ဆိုကြည့်လိုက်ငကိုတော်ကပုတ်တွေများလေသာသမတ်ပဲလား ဲ့တော့ကျင်းတဲ့ပုံပုံစံနေမထုတ်ပဲနဲ့ဒီပုံစံတော့ဆိုချင်တော့တမန်ရလောက်ပါတယ်စမ်းနိုင်မှာမလားနောက်တစ်ပုံစံရှင်းပြအောင်မလားဟမ်ဒီလိုတမတ်ခေါ်ပုံနောက်တစ်ပုံစံရှင်းပြအောင်မလားဒါတော့လုံလောက်တယ်လားလုံလောက်တယ်လားဒါကြောင့်တို့ပထမဆင်းမှာတော့ကလေးတွေနားလည်မှာတော့ဒီလိုပုံစံ၄ပုံ၅ပုံထုတ်ပြရတယ်အချင်းများတော့ပထမဆင်းတက်လာတဲ့အခါကျတော့ညံပုံမြင့်သွားပြီအဲ့တော့ညံမြင့်တဲ့ပုံကိုတွေကိုဒီပြီးတော့ကနေပြီးတော့ ဟုတ်တပုံတနေနဲ့နားလောက်တဲ့ဟာကြီးကိုသုံးမတဲ့လေးဘူးဆိုတော့ထုတ်ပြလို့ရှိရင်လည်းပဲတချို့ကမကြိုက်ဘူး။ဟာဒီကိုရိုကြီးနားလေလောက်တဲ့ကွာငါတို့ပြန်ကလေးကြီးကလေးပြန်ထင်နေသလား။ဘယ်လိုတက်သွားနိုင်လဲဟုတ်တယ်မလား။အဲ့ကြအရှင်မရတို့ကိုဒီပြီးတော့ပုံဝင်လင်းပြောမယ်။အရှင်မရတို့ကလည်းပဲဒီလိုပုံဝင်လင်းပြော။နားမလဲဘူးဆိုရင်တပြီးတော့တာဝန်ရှင်းပြမယ်။ဟုတ်တယ်မလား။အရှင်မရတို့ဘက်ကမအောင်လို့ရှိရင်လိုရင်လိုတယ်လို့ပြောမလို့မလို့ပြော။အဲ့ကြတော့ဒီခုလိုဟောတဲ့ဒီဝါကြတစ်ခုနဲ့ရှင်းလို့ရပြီလား။နောက်တစ်ခုဝါကြရှင်းနေခြင်းသေးလား။တမတ်ခေါ်ဖို့။အရှင်မရတို့ ကြပြီနော်အေးဒါကြိုသမတ်ခေါ်တာပဲအဲကြတော့သမတ်သမတ်ဆိုတာကအဲပုံနှစ်ပုတ်ကိုဖြစ်စီသုံးပုတ်လေးပုတ်ဆက်တဲ့ပုံအများကိုဖြစ်စီစက်ထားလို့ရှင်ဘာလို့ဆိုလို့ရှင်သမတ်နော်အများတော့ပြင်ကျဲလို့တွေ့မှာကနှစ်ပုတ်ပဲတွေ့ရင်ပဲဘယ်နှပုတ်လုံးဆိုရင်နှစ်ပုတ်စက်ထားလို့ရှင်ဘာလို့ဆိုလို့ရှင်သမတ်အဲနှစ်ပုတ်ထဲမှာကပဲနှစ်ပုတ်တွေလည်းပဲနှစ်ပုတ်ရဲ့ထက်ကနေပြီးတော့ပုတ်တွေအများကြီးလည်းဆက်နိုင်တာပဲတဲ့တော့ဆက်ပြောလား အရှင်ဘုရားတို့ဘသူဗဇက်ပါတော့ညီအတို့ညိုလေဗဇက်ခုနေတော့ဆက်အဲ့အထက်ကနေပြီးတော့ပုတ်တွေအများကြီးဆက်လို့ရှင်လဲဘာလို့ဆိုလို့ရှိရင်သမတ်ပဲနော်အဲပြီးတော့ဒီလိုသမတ်ခေါ်ဆိုပုံလေးရပြီးတဲ့ခါကျတော့သူသမတ်ကိုဝိကျုဆိုပုံလေးပြောကြည့်အောင်လို့ရှင်ရတို့မှာဥမာတော့ကတန်ဓိမှာတော့ကဝိကျုဆိုပုံမနေနီးရခဲ့လဲ တန်တိဓမ္မဆက်တာတန်တိဝိယုဆိုတာလေကျတော့ငယ်လေးကဟိုမှာတွေ့ခဲ့တဲ့ဟိုလေသမာဓုစတဲ့တန်တိလေအထောခရာတွေညတော့အခရပါရရောဧကသတ္တလီတဲ့နဲ့သုံးနှစ်ပါတဲ့သုံးစင်ပါတဲ့တန်တိဝိယုဘယ်နှမျိုးတွေ့ဘူးတော့ဘယ်နှမျိုးတွေ့ဝိယုဆိုတာတွေ့တွေ့ဘူးလားမတွေ့ဘူးလားဟမ်သုံးမျိုးရှိတယ်တန်တိမှာလေဟုတ်တယ်မလားတန်တဟတိတိတန်တိတန်တိယတိတိတန်တဟနဲ့တန်တိလို့တန်တိရုပ်တွေဝိယုဆိုတာသုံးလေးရှိတယ်ဟုတ်လား ဒီရရမရပြပြပြောကျတော့ဒါလေးဖြေးဦးမှာပေါ့နော်အဲဒီကလူကလာအကုန်ပြသူ့နားကအင်းအင်းနဲ့မလိုက်တဲ့ခါကျတော့ရှိရဘာမှမရတာမရှိဘူးဟုတ်လားအဲကျတော့တန်တိမှာတော့ဘယ်နှမျိုးတွေ့ခဲ့တော့သုံးမျိုးတန်တိမှာဝိဇ္ဇသုံးမျိုးဆိုလို့ရတယ်လို့တပည့်တို့ဒီသမတ်မှာလည်းပဲသုံးမျိုးရတယ်ကျတော့ဥသာမို့ရဘူးလားမသိအောင်သမဝသနကတုတ္တကိုနေသဝါဒီဆရာဆိုဤကမတ္တကိုအနိစ္စဝါဒီဆရာဆိုသည့်ဘောဆိုသည်က နှစ်ပါးဆရာအလိုဒီဆိုတော့ရဘူးလားမရဘူးအာရှာဘာမှမရဘူးလားရေးဦးမလားရေးရေးပြန်ပြန်တည့်ရှင်းပြမယ်ဆိုသမဝသနာဘောရရေးမလို့အောင်တော့တိုင်းလိုက်ရေးတယ်ဘောရရင်ကြားရှိရတယ်သမဝသနာကတုတ္တကိုအဲ့ ကျွတ်တမာပဆိုတဲ့ပုဂ္ဂလိကိုဝိယုပြုတာကိုပြောတာပါသမတ်ဝဆနာကတုတ္တကိုသမတ်ဝဆနာကတုတ္တကိုနေသဝါတိဆရာဆိုဤသမတ်ဝဆနာကတုတ္တကိုနေသဝါတိဆရာဆိုဤကမ္မတ္တကိုအနိစ္စဝါတိဆရာဆိုဤ ကံမတက်ကိုအနိစ္စဝါစီဆရာဆိုဤဘောဆိုဒီကဘောဆိုဘာဝတရဏကိုပြောတော့ဘောဆိုဒီကဒီလိုလားဥဒ္ဒေင်းဆက်လားဟလိုဟလိုအေးဟုတ်တယ်အေးငါ့ကိုစောင်းချမ်းလို့သတ်မိထတာလား ပေါ်အေးငါခုမစားဟိုချနေရောက်ပြီးတော့ငါအခန်းထဲမှာစက်ပိတ်ပြထားခဲ့တာအေးခဏနေငါစားဝတ်နေနားမှာပါခဏလေးပြီးရင်အော်အေးဟုတ်ပြောပြောပြီးဟွအော်အေးအေးဟုတ်ပြောပြောပြီးဘောသူဒီအောင်ဆိုရင်နှစ်ပါးဆရာအလိုဒီ အဲအဲ့ဒီမှာဒီလိုရှိမှာကဘောင်းဆိုရင်ဝါရက၃ဝါရရှိလိမ့်မယ်ပထမဆုံးဘောင်းဆိုရင်မိစ္ဆဝါဟီဆေယအလိုဒုတိယကအနိစ္စဝါဒီဆေယလိုအဲခုနကနောက်တစ်ခွက်ကြတော့နေစာနေစာပုတ်ပြန်ရင်ဆရာနှစ်ပါးလို့ပေါ့နှစ်ခုလုံးပေါင်းကြမလား နေစာအနေစာနော်အဲ့ဒီမှာဒီလိုဝူးယူပါလို့ဆိုရင်တမဝဆနာကတုတကို နေစာဝါဒီဆရာဆိုဤကမတက်ကိုအနေစာဝါဒီဆိုဤအဲ့နေစာဝါဒီဆရာလို့ဆိုလို့ရှိရင်တော့ဘာပါပြုအောင်ဆိုရင် ကတုတရဏပြုရလိမ့်မယ်အနေစာဝါဒီဆရာလို့ဆိုရင်တော့ကမ္မတာရဏပြုရလိမ့်မယ်အဲ့ဆရာနှစ်ပါးလုံးရဲ့ဝါလို့ဆိုရင်တော့ဘာဝတာရဏအဲ့တော့ရှိရှိတာကဒီလိုနေစာဝါဒီအနေစာဝါဒီနေစာနေစာဝါဒီလို့၃မျိုးရှိတဲ့ထဲက အဲတပည့်တော်အနိစ္စကိုရှင်ပြောမယ်နိစ္စပြောလို့ရှင်နိစ္စနဲ့ဟောရှုပ်သွားမှာသလိုဒီနိစ္စကိုအနိစ္စအစပြောမယ်နော်အနိစ္စဘာလို့ဆိုရှင်မြန်မာလိုဆိုရင်ဘာပြောမမြဲတာမမြဲဘူးလို့ပြောတဲ့ဆရာရဲ့ဝါဒပေါ့ဘသူရဲ့ဝါဒအောင်ဆိုလို့ရှင်မမြဲဘူးလို့ပြောတယ်ဘလို့မမြဲတာတို့အနိစ္စဝါဒီဆရာအဲသူတို့ကခုပြောတဲ့တတ္ထာတတ္ထာဆိုတာကတဲ့သူရဲ့အယူဆက ယုံ28ပါးထဲမှာပါဝါပါတဲ့တတ္ထယုတ်ကလေးကိုပဲတတ္ထလို့ဆိုတယ်တဲ့ယုံ28ပါးထဲမှာတတ္ထယုတ်ဆိုတာပါလားမပါဘူးလားပါပါပါတယ်နော်အဲအခုပြောပြောနေတဲ့တတ္ထဆိုတာကယုံ28ပါးထဲမှာပါတဲ့တတ္ထယုတ်ဖြစ်တဲ့အတွက်ပရမတ်တရားပဲတဲ့ဘာတရားတို့ပရမတ်တရားအဲပရမတ်တရားဖြစ်တဲ့အတွက်ဘာလို့လို့ရှိရင်မြဲသလားမမြဲဘူးလားမမြဲဘူးမမြဲဘူးနော်ဟုတ်တယ်မလားပရမတ်တရားဖြစ်တဲ့အတွက်ဘာလို့မမြဲတာတို့ အဖြစ်လို့မမြင်ရဟမ်ဝိဇ္ဇူကကျွန်တော်တို့ခုနကပြခုပြောခဲ့တယ်လေခုပြောတယ်ရှင်မရတို့တတ္ထာဆိုတာကယုံ28ပါးထဲမှာဘာလို့ဆိုရင်တတ္ထာယုတ်ကလေးဟုတ်တယ်မလားအဲ့ဒီတတ္ထာယုတ်ကလေးကိုပဲဒီမှာဘာလို့ဆိုရင်တတ္ထာလို့ဆိုတယ်အဲ့လိုတတ္ထာယုတ်ဖြစ်တဲ့အတွက်ပရမတ်တရားဖြစ်နေတယ်ပရမတ်တရားဖြစ်တဲ့တော့ဆိုရင်မမြဲဘူးဘာဖြစ်လို့မမြဲတယ်လဲဝိဇ္ဇူဆိုတော့ငါတဲ့ဟောတတိတိ ရူပန်ဟုတ်တယ်မလားယုတ်တရားမှန်လို့ချင်းဘာလို့ဆိုချင်းမမြဲရဘူးလို့ပြောထားတာမလားအပရမတရားမို့လားပရမရဲ့ထုံးစံကရုပ်ပတိတိရူပန်ယုတ်မှန်လို့ချင်းအမြဲတမ်းဖောက်ပြန်နေရမှလို့ပြောရလေအဲအဲ့ကြတော့ရှင်များတို့ဒီမှာဒီလိုပုံနဲ့ဘာလို့ဆိုရင်ပူရိတော့တပြိုင်နဲ့ဆိုရလားတလုံးကြီးလေးဆိုရလားဘူ ရိဘောဟုတ်တယ်မလားပြည်သူရဲ့လေပရမယထုံးတာဆိုရင်ပုဆိုပြရတဲ့ညရိဆိုတဲ့ခက်တဲ့ရောက်လို့ရှိရင်ပုဒီပြောက်ပြောက်မသွားဘူးလားပြောက်သွားတယ်မလားပေါ်ပြက်ဖြစ်ပြက်လေဟုတ်တယ်မလားဟောရှင်များတို့ကမ္မထန်တရားနဲ့ပြောတယ်ဟုတ်တယ်မလားဖြစ်ပြက်ပြောဖြစ်ပြီးတာနောက်ပါဆိုရင်ပြက်သွားတာမလားပုဆိုတဲ့ခက်တဲ့ဒီရိဆိုတဲ့ခက်တဲ့ရောက်တဲ့ခါကျတော့ပုဒီပေါင်းဆိုရင်လို့လို့ပြက်သွားတယ်အဲသောဆိုရောက်ခက်တဲ့ရောက်ပါပြီဆိုရင်ပူရောရီရောပေါင်းဆိုရင်ပြက်သွားတာမလားအဲ့တော့ ခုတက်တဲ့ရုပ်ပတိတိရူဘန်ဖောက်ပြန်မသွားဘူးလားအဲဖောက်ပြန်သွားတဲ့အတွက်ဖောက်ပြန်လဲဆိုမှတော့မြဲလားမမြဲဘူးလားမမြဲဘူးပေါ့ဟုတ်တယ်မလားမမြဲတဲ့အတွက်တဲ့အာရိသဝါဒီဆရာတို့လို့ရှိရင်မမြဲတဲ့အတွက်ကိုကနေပြီးတော့မလုပ်လို့ရှိရင်ငကူကခုနကခုတက်တဲ့လေဒီလိုပို့ဆိုတာရီဆိုတာသောဆိုတာဆိုရဲခိုက်တက်မှလေးပဲအောင်ဆိုရင်ရှိတာဆိုပြီးရင်မအောင်ဆိုရင်လို့လို့ပြောက်သွားတာရှိရဆိုရဲနောက်တော့မအောင်ဆိုရင်ပြောက်သွားတဲ့အတွက်တဲ့ဒီခုဒီလို့ ဒီတရတွေဆိုတာကလည်းပဲသူ့အလိုလိုပင်ကိုယ်တိုင်းဆိုရင် ရှိပါမလားဆိုရင်မရှိနိုင်ဘူးတရတွေကလိုလိုပင်ကိုယ်တိုင်းမှာမရှိတဲ့အတွက်အဲ့ဒါတွေကိုကိုကနေပြီးတော့မလုပ်ပြအောင်ဆိုရင်ဆက်ပြီးရတယ်ကတ်ပြီးရတယ်ချင်းကတ်ပြီးရတယ်ချင်းဆက်ပြီးရတယ်သူတို့ကိုယ်တိုင်းလုံနိုင်သလားဆိုလို့ရှိရင်သူတို့ကိုယ်တိုင်းအလိုလိုရှိနိုင်သလားဆိုရင်မရှိနိုင်ဘူးခုဒီကပြောခဲ့တဲ့အတိုင်းလေးပဲကိုရှေ့ရဆိုပြီးသားဒီနောက်ကပေါင်းဆိုရင်ပျောက်သွားတာပျောက်သွားတယ်ဆိုတော့ရှိနိုင်မအောင်မလား အဲမကြည့်နိုင်တဲ့အတွက်သူ့ကိုကိုကနေပြီးတော့ဆက်ဟပ်ပြီးတော့ပေးရတာသူကဘောင်းဆိုရင်ဆက်ဟပ်ခံရတာဟုတ်တယ်မလားအဲဆက်ဟပ်ခံရတဲ့အတွက်အနိစ္စဝါဒီဆရာဆိုလို့ဆိုလို့ရှိရင်တော့ဘာလို့ဘောင်းဆိုရင်ကမ္မတရဏဝိจุဆိုရမှာဘာဝိจุဆိုမှောင်ဆိုရင်ကမ္မတရဏဝိจุသမတိယတိတိသမာတော့တမ်းလားဘလိုဝိจุဆိုမှောင်ဆိုရင်သမာတိယတိတိ သမတိယတိတိသမာသောဘာဖြစ်လို့သမတိယတိသမာသောလို့ကမ္မတဏ္ဏဝိယဆိုအောင်ဆိုလို့ရှိရင်ပရမတရားဖြစ်လို့ဟုတ်မလားပြန်ပြီးတော့ကြောက်လို့ရှင်ဟုတ်မလားပရမတရားဖြစ်လို့ပရမစိန်မောက်ဆိုရင်မမြဲဘူးဆိုပြီးရင်ပျောက်ပျောက်မရှိလို့လို့မရှိအောင်ကဘာလုပ်ပြအောင်ဆိုလို့ရှိရင်ဆက်ဆက်ဆက်ပြီးရတဲ့အတွက်ကမ္မတဏ္ဏဝိယဆိုရတယ်ဒါကြပြီးတော့အနိစ္စဝါဒီဆရာလို့အဲပြီးပါဒီတော့နိစ္စဝါဒီဆရာလို့ဆိုမယ်နိစ္စဝါဒီဆိုမှနိစ္စဘာလို့ဆိုလို့ရှိရင်မြဲတယ်တဲ့ ်ငဲတယ်ဆိုမှတော့တပည့်တို့ခုနထားတော့အလိဇဝါဒီခိုက်တန်လုံးကပူရီတော့ရှေ့လုံးဒီနောက်လုံးရဲ့ခိုက်တန်ဆိုရင်မရောက်ပါဘူးဆိုရင်ဆိုရင်ပြတ်သွားတယ်ဒီရောက်ခိုက်တန်ဆိုမှဆိုရင်အကုန်လုံးပြတ်သွားတယ်တလုံးဒီတလုံးဒီကိုပရမတ်လို့ခေါ်တာပဲအားလုံးဆိုရင်ဒီလိုနောက်ဝိဇ္ဇာတို့ဗေဒိသိနေမှာပါရင်တွေ့တဲ့ခါကျတွေ့ရလိမ့်မယ်ဒီတလုံးတလုံးလေးကိုပရမတ်လို့ခေါ်တယ်တဲ့အားလုံးပေါင်းတဲ့ခါကျတော့ပညာလို့ခေါ်တယ်တဲ့ဟုတ်တယ်မလားအဲ့ကျတော့ဒီလိုပူဆိုတဲ့ခိုက်တန်မှာအနေအိပ်ပဲထွက်လို့ရလား ရိဆိုခိုက်တန်ရောသောဆိုခိုက်တန်ရောတလုံးတလုံးရဲ့ခိုက်တန်လေးမှာဆိုရင်အနက်ကဘာနဲ့မှထွက်လို့မရဘူးဟုတ်တယ်မလားအနက်လို့ထွက်လို့မရတဲ့အတွက်ပူရိသောလို့ပေါင်းတဲ့အခါကျတော့သူသည်ဒီလိုအပေါင်းပညာဖြစ်သွားတယ်ဘာပညာတို့ပညာမြန်မာပါဠိလိုဆိုရင်တော့ဘာလို့ဆိုရင်တမူဟာပညာတမူဟာတာဘောင်းဆိုရင်အပေါင်းအဲတမူဟာပညာဖြစ်တဲ့အတွက်ပညာသည်မြဲသလားမမြဲဘူးလား တတိယကမှနေသာဝရီပြလို့ဆိုရင်တော့ပညာဟာမြဲတယ်တဲ့။သူကဘယ်ပါဠိကိုတော့သွားထောက်ဆုံးဆိုရူပံဟာနာမရူပံဇီတိမစ္ဆာနံနာမကုတံနာစီရတိတဲ့။ဘယ်လိုတော့ရူပံဇီရတိမစ္ဆာနံနာမကုတံနာစီရတိမစ္ဆာနံတတ္တဝတုရဲ့ရူပံရုပ်ဆိုတာဇီရတိပေါ့ဆိုရင်ဆွေးမြည်တယ်ပြည့်စည်တယ်ပြောင်းတယ်။နာမကုတံနာမီဒီအနွယ်ဒီကတော့နာစီရတိ မကွယ်ဘူးမပြောက်ဘူးမပြည့်စည်ဘူးတဲ့အဲ့ပါလေးကိုထောက်ပြီးတော့နေသာဝတိဆရာလို့ဆိုရင်ပညာဆိုလို့ချင်းပေါင်းဆိုရင်မြဲသလားမမြဲဘူးလားဆိုရင်မြဲတယ်တပည့်တို့ခန္ဓာကိုယ်ဆရာတော်ကြီးဘယ်လိုလုပ်ဆိုရင်အရှင်စနကပြင်းသရုံမန္တိမစ္ဆန်နဲ့ရုပ်ခန္ဓာကိုယ်ကြီးကမြဲသလားမမြဲဘူးလားမမြဲဘူးမမြဲတဲ့ဆရာတော်ကြီးရှိသေးလားမရှိတော့ဘူးနာမကုတ်တန်အရှင်စနကဆိုရင်နာမည်ကအခုဆရာတော်ပြန်နေမှုလားနေပေါင်း30ရှိပြီမလားပြည့်သေးပြည့်ပြီလားမပြည့်သေးဘူးနေပေါင်း30တော့မပြည့်ဘူးနော် အဲယုတ်ကတော့ယုတ်တရားတော်ကြီးပြန်တော်မူပြီးနောက်ဘယ်နည်းလောက်ခံပါတော့အဲမိရှုရဲ့တပည့်တန်းကြောက်ပြသွားတာမလားအဲဒီခုနာမည်ရတဲ့ရှင်သန္ကသနာမည်ရဲ့ကိုပြောက်ပလားဆိုရင်ခုတော့တတိယနှစ်30အတွင်းရောက်ရည်ကြီးကိုမပြောက်သေးဘူးမလားအဲကြတော့ပညာဆိုတဲ့နာမည်ပညာသည်မြဲသလားမမြဲဘူးလားဆိုရင်မြဲတယ်နော်အဲ့တမှုဟပညာကမြဲတယ်မြဲတယ်ပြီးတော့တမှုဟပညာခိုက်တတ်မှာကြမှာလည်းပဲအ ਨੇ ကထွက်နိုင်တယ် မူရီတော်ဆိုတဲ့အပေါင်းပညာဒီနဲ့ကဘယ်လိုတက်လို့ဆိုရင်ယောက်ျားခိုက်တဲ့လူကတွေ့နေသူတော့မထွက်နိုင်ဘူးနော်ဟဲ့အဲ့ကြတော့အဲ့ဒီနေသာဝါဒီဆရာလို့ဆိုလို့ရှိရင်တဲ့ပညာဟာအမြဲတမ်းမောင်းသလိုရှိရင်တည်ရှိနေတယ်မြဲနေတယ်တည်ရှိနေတဲ့အတွက်မြဲနေတဲ့အတွက်ဘယ်သူမှမလိုက်ပြီးတော့ဆက်ဟတ်ပေးစရာမလိုဘူးတဲ့သူ့အလိုလိုပါအောင်ဆိုရင်ဆက်တတ်တဲ့ရှင်ဆက်တတ်တဲ့တတ်မိရှိတယ်ရှင်ဆက်တတ်တယ်ဆိုမှာဘာပြောအောင်ဆိုလို့ရှိရင် ကတုတရဏပြောတာဗောအဲစိရတ်တိုက်သိတဲ့အတွက်သူကျတော့ဝိညာဉ်ဆိုတဲ့ခါကျတော့ဘလို့ဆုံးအောင်ဆိုရင်တမာတနုတေတီတမာတော့ဘလို့ဝိညာဉ်ဆုံးအောင်တမာတော့အာနိစ္စဝါဒီတရားလို့နော်အဲအနိစ္စအဲနိစ္စနိစ္စဆရာနှစ်ပါးရဲ့ဝါဒဆိုတော့နိစ္စအနိစ္စနိစ္စဘာလို့ဆိုရင်မြဲတာအနိစ္စကမမြဲတာ နှစ်ခုနော်အဲသူကကျတော့နှစ်ခုလုံးကိုပေါင်းလိုက်တာပဲဟုတ်တယ်မလားအဲဘောဆိုဒီကနှစ်ပါးဆရာလူဒီဆိုတဲ့အတိုင်းအဲခုနဆရာနှစ်ပါးလုံးရဲ့ဝါဒဆိုလို့ဆိုရင်တော့ဘာဝိကျုပဲဆိုမှောင်းဆိုလို့ရှိရင်ဘာဝဒါနဘာလို့ဆိုမှောင်းဆိုရင်သမဒနသမာသောအဲသူကကျတော့ဘာဖြစ်လို့ဘောဘာဝဒါနဆိုအောင်ဆိုတော့တဲ့နိစ္စနိစ္စဆရာနှစ်ပါးလုံးကအဲဆက်တတ်တဲ့ကတုတ္တရဏပဲဖြစ်ဖြစ်အဆက်ခံရတဲ့ ကမ္မတာရဏပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တဲ့ဒီကကတော့စက်နေခြင်းကပ်နေခြင်းဆိုတဲ့ကရိယာအစစ်ကသာပရဏပါပဲတဲ့ကရိယာစစ်ကပရဏဖြစ်တဲ့အတွေ့ဘာဝတာရဏသာပြူပါတဲ့ကရိယာလည်းသူ့လိုဆိုရင်တော့ကရိယာပေါင်းဆိုရင်ပဒါနတတိတို့တချို့နေရာမှာဆိုရင်ဘာဝလို့လည်းခေါ်တယ်နောက်ဘယ်လိုခေါ်လို့ဆိုရင်ကြိုကြဘူးလို့ဘာဝကိုလည်းကရိယာလို့ခေါ်မှာကြားဘူးလားဟမ် ဘာဝလဲကရိယာလို့ခေါ်တယ်ဟဟလားဘာဝဆိုတဲ့ဘောင်းဆိုရင်ကရိယာကရိယာဆိုတဲ့ဘောင်းဆိုရင်ဘာဝရှင်မလို့ဟိုကအချက်ထဲမှာလဲပါပါလေအချက်ရူမတိတင်တက်ဘူးလားဘာဝဒီကတဘာဝတဘောဤဝါကရိယာဤဧကတတခုကြီးဖြစ်ကြောင်းဧကဝစနမီပါဧကုတ်တာပြုမကြားဘူးလို့ပြောနေတော့ရှင်မလို့တပည့်တော်အင်္ဂုတ်လိုခြားတော့ကရှင်မလို့တက်ဖူးကြတာဒီရဲလူတွေတပည့်တော်အင်္ဂုတ်လို၄နှစ်ခြားခဲ့တယ်ပထမဆုံးအင်္ဂုတ်လိုမနှစ်ကတနှစ်ဒီကမခြားလားပထမဆုံးအင်္ဂုတ်လိုတက်ဖူးသလား တပီတော်ကြီးတက်ဘူးကြလားမှန်ပါဗျာတပီတော်ကြီးအင်ကုတ်တက်ဘူးရဲ့လူတွေကဒီဟာမမကြောက်ဘူးဆိုတော့မဖြစ်နိုင်ဘူးအဲဒီလိုဘာဝတရဏဟောရုပ်စင်တဲ့ခါကြတာလေဘယ်နှလုံးမစင်ရတော့တလုံးနဲ့စင်ရတာမလားတလုံးနဲ့စင်ရမှာပထမပရိအေကုန်းနဲ့စင်ရတာမလားဘူးမှာလေမူဒတ်ကိုဘယ်လိုဒီလိုဝတ်တမန်နဲ့ဘယ်လိုစီဘယ်လိုဝူးကျဆိုတော့မဝတ်ဘူးလေဘယ်လိုရုပ်စင်တယ်လဲဘူးရတီလိုပဲစင်တာမလားတလုံးနဲ့ပဲစင်ရမယ်ပထမပရိပဲဖြစ်ရမယ်အေကုန်းပဲဖြစ်ရမယ် အဲ့ဒီမှာတော့ပြောခဲ့တယ်လေဘာဖြစ်လို့ပထမပရိအေကုတ်တလုံးနဲ့စင်ရတာတော့ဆိုတာလေးကိုဒီလိုအဲရူပသိပြန်နေယူပြီးတော့ပြောခဲ့တယ်ဘာဝတိကတ္တဧကဝစနမိဝဆိုပြီးတော့ဘာဝတာဘောဤသို့မဟုတ်ကရိယာဤဧကဧကတိကတ္တတခုတည်းအဖြစ်ကြောင်းကရိယာဆိုတာတခုတည်းကြည့်ရတာမလားအဲတခုတည်းဖြစ်လို့မဟုတ်ဧကုတ်တာဆိုရမယ်လို့ပြောခဲ့တယ်ဟေးအဲ့ဒီမှာတော့ပြောခဲ့တဲ့အတိုင်းပဲဘာဝဆိုတာဘောင်းဆိုရင် ကရိယာအဲဒီတော့နေသာဝါဒီအနေသာဆရာဝါဒီဆရာတို့ကြီးခုနကဆက်ဆက်အဆက်ခံရရဘာဗရဏအောင်ဆိုရင်ကရိယာဗရဏဖြစ်တဲ့အတွေ့ဘာပဲလုပ်အောင်ဆိုလို့ရှိရင်ဘာဝတာရဏပဲဝိယုဆိုပါတဲ့အဲကြတော့ဒီလိုပြန်ပြီးတော့ဆိုကြည့်လိုက်နေသာဝါဒီဆရာလို့ဆိုရင်သမာဘောဘလို့ယူဆိုမှာဆိုရင်သမာတလူတီတီသမာဘောအဲအနေသာဝါဒီဆရာလို့ဆိုရင်တော့သမာတိယတီတီသမာဘောကမ္မတာရဏဆိုရမှာပေါ့နော် ဆရာနှစ်ပါးလုံးရဲ့ဝါဒဆိုလို့ရှိရင်တော့သမတနံသမတော်လို့ဦးဇူဆိုရလိမ့်မယ်အဲကြတော့ဒီလိုဒီလောက်တည်းပဲဒီနားအောင်ပါနော်နောက်ပြန်ကြမှာဆက်ပြီးတော့ပြောပြမယ်အဲဒီနေ့တော့ပါဗျာ